Good afternoon everyone. Gain with Ayan နဲ့ကြိုဆိုပါရစေ။ဒီနေ့ကတော့နားထောင်ရင်စတင်အစီအစဉ်လေးဖြစ်တယ်။ဘာကြောင့်နားထောင်ကြမလဲဒီနေ့ခေါင်းစဉ်လေးဖတ်ကြည့်ကြမယ်။ The happiest ပျော်ဆုံး city မြို့ in the US United States မှာအပျော်ဆုံးမြို့။ Okay, United States မှာလူတွေအပျော်ကြဆုံးမြို့ The happiest city in the US အဲ့ဒါဆိုရင်ကြည့်ကြည့်ကြရအောင်။ Read the following article. အောက်ဖော်ပြပါစောင်းပါလေးကိုဖတ်ပါ။ pay special attention အထူးအာရုံပြုဂရုစိုက်ပါ to the words in bold ဘိုးလောက်ထားတဲ့စကားလုံးလေးတွေကိုအာရုံစိုက်ပါတဲ့ okay အာရုံစိုက်ကြမယ်ဒီနေ့မှာ United States မှာရှိတဲ့အပျော်ဆုံးမျိုးအကြောင်းကိုကြည့်ရင်းနဲ့ဗာလေးတွေလည်းကြည့်သွားမလဲဆို adverb လေးတွေလည်းကြည့်သွားမယ်ရှင် adverb ဆိုတာ verb ကိုလာပြီးတော့အထူးပြုတဲ့ကောင်းနေသည် adverb ပဲပေါ့နော် action တစ်ခုလှုပ်ဆောင်မှုတစ်ခုကိုဘယ်လိုလုပ်တယ်ဘယ်မှာလုပ်တယ်ဘယ်အချိန်ရည်နဲ့လုပ်တယ်ဘယ်နေရာမှာလုပ်တယ် ဒါမျိုးတွေပြောတဲ့စကားလုံးမှန်သမျှဒီ adverb ပဲအဲ့ဒါဆိုကြည့်လိုက်ကြရအောင် a recent study identified boulder colorado as the happiest city in the united states mm မကြသေးမီကလုတ်တဲ့လေလာချက်ကတဲ့ဒီ United States မှာရှိတဲ့ Boulder Colorado မြို့ကိုတဲ့အပျော်ဆုံးမြို့လို့သတ်မှတ်ထားပါတယ်တဲ့ဟုတ် okay အဲ့ဆိုလို့ရှိရင် United States မှာအပျော်ဆုံးမြို့ဒီ Boulder Colorado မြို့ပေါ့နော် okay why are people in border ဘာကြောင့် border မြို့မှာရှိတဲ့လူတွေသည် mostly happy များသောအားဖြင့်ပြောတာလဲ with their lives သူတို့ဘဝတွေနဲ့ပတ်သက်လို့อืมဘာကြောင့်ဒီ border မြို့မှာရှိတဲ့လူတွေကသူတို့ဘဝမှာဘာကြောင့်များသောအားဖြင့်ပျော်နေကြတာလဲပေါ့။ तू က all လို့တော့မပြောဘူး။ဘာလို့လဲဆိုတော့လူတိုင်းကပျော်နေတာမဖြစ်နိုင်ဘူးပေါ့နော်။အချိန်တိုင်းပျော်နေတာတော့မဖြစ်နိုင်ဘူး။ဒါကြောင့် mostly များသောအားဖြင့် mostly ဟွန်း ဘာကြောင့်ပြောတာလဲပေါ့အကြောင်းပြချက်လေးနဲ့သူကပြောမယ်ဟီယာဒီမှာအာဖြစ်ကြပါတယ်3 reasons အကြောင်းပြချက်3ခုအကြောင်းရင်း3ခုဖြစ်ပါတယ် here are 3 reasons ဒီမှာအကြောင်းပြချက်3ခုလာပါပြီတဲ့အဲ့ဒါဆိုဒီမှာဗာပြောသွားလဲဆိုရင် မကြသေးမီကလုတ်တဲ့လေးလာချက်မှာတဲ့နော် border colorado မြို့ကို united states မှာအပျော်ဆုံးမြို့လို့သတ်မှတ်လိုက်ပါတယ်ဒီ border မြို့မှာရှိတဲ့လူတွေကဘာလို့များသောအားဖြင့်ပျော်ကြတာလဲ အတောင်ရင်၃ခုအောက်မှာပေးထားပါတယ်။ A recent study identified Boulder, Colorado as the happiest city in the United States. Why are people in Boulder mostly happy with their lives? Here are three reasons. Okay, ကြည့်ကြည့်ရအောင်။ Three reasons A အတောင်ရင်၃ခုကပါတယ်လေ။ Number 1. They are healthy. they are သူတို့တွေဒီအာဖြစ်ကြတယ် healthy တဲမှာတော့ သေးရ healthy သူတို့ကျမ်းမာကြတယ်ဒါပေါ့ကျမ်းမာမှာပြောနိုင်မှာပဲပေါ့နော်ဟုတ်ပြီကျမ်းမာတယ်ဒီကျမ်းမာတယ်ဆိုတဲ့အချက်ကိုဘာတွေကထောက်ပို့ထားတာလဲကြည့်ကြည့်ရအောင် when အချိန်မှာ people eat well လူတွေအစားကောင်းကောင်းစားတဲ့အချိန် and exercise regularly လေ့ကျင့်ခန်းကိုပုံမှန်လုပ်တဲ့အချိန်ပြောချင်တာကလူတွေကအစားကောင်းကောင်းစားပြီးတော့လေ့ကျင့်ခန်းလည်းပုံမှန်လုပ်တယ်ဆိုရင် their health improves သူတို့ရဲ့ကျန်းမာရေးသည်တိုးတက်လာတယ် and ပြီးတော့ their happiness increases သူတို့ရဲ့ပျော်ရွှင်မှုလည်းတိုးပွားလာတယ် studies show လေးလာမှုတွေကပြပါတယ်ဗောနော်ဒါက PPO ဗစက်ကထင်ရပြောနေတာမဟုတ်ဘူးလေးလာချက်တွေကဘာပြောထားလဲဆိုတော့လူတွေကအစာကောင်းစွာစာလေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်တယ်ဆိုရင်ကျဲမရေးတိုးတက်လာပြီးတော့ပျော်လဲပိုပျော်လာတယ်လို့ပြောတာဒီနေရာမှာစားသည် valve လေးသည် eat လေ့ကျင့်ခန်းလုပ်သည် exercise ဒီမှာ valve နှစ်ခုပါတယ် okay စားတယ်ဘလို့စားတာလဲကောင်းမွန်စွာစားတယ်ဒီ valve လေးကိုလာပြီးတော့ပြောပြနေတယ်ကောင်းမွန်စွာဆိုရဲ well လေးသည်ဒီနေရာမှာ adverb ပါ နောက်တစ်ခု လေ့ကျင့်ခန်းလုပ်တယ်ဘလို့အကျင့်ရည်နဲ့လုပ်တာတော့ regularly ပုံမှန်အချိန်ပိုင်းခြားမှန်မှန်ကန်ကန်နဲ့လုပ်တယ်ဒါသည် regularly သည် adverb ဖြစ်ပါတယ်ဘလို့လေ့ကျင့်ခန်းလုပ်တာလဲ regularly လုပ်တာ verb ကိုလာပြီးတော့အချိန်ရည်ဘလို့လုပ်တာလဲဒါမျိုးတွေအစရှိသဖြင့်လာပြီးတော့အထူးပြုပေးတဲ့စကားလုံးမှန်သမျှသည် adverb တွေပဲတဲ့อืม okay ဆက်သွားကြည့်ရအောင် in border border မြို့မှာဆိုရင်တဲ့ there are ရှိကြပါတယ် many ways နီးလန်းတွေအများကြီး to eat healthily ကျန်းမာစွာစားဖို့နီးလန်းတွေအများကြီးရှိတယ်တဲ့ healthily ဆိုတော့ကျန်းမာစွာပေါ့နော်ကျန်းမာစွာစားဖို့နီးလန်းတွေအများကြီးရှိတယ်တဲ့ the city has ဒီမြို့မှာရှိပါတယ် weekly farmers markets อืมအပတ်စဉ်တိုင်းလုပ်တယ်တဲ့ဒါလယ်သမားတွေရဲ့ဈေးရှိတယ်လယ်သမားတွေရဲ့ဈေးဆိုတာဒီဈားတွေကဈားခန့်လူမပါဘဲနဲ့ကိုစိုက်ကိုရောင်းပေါ့ဒါဒီ farmers market အပတ်စဉ် farmers market ရှိတယ်ဒီ market မှာဘာတွေရောင်းတော့ which sell ရောင်းချတယ် fresh fruit and vegetables လက်ဆက်တဲ့အသစ်ဝလံတွေဟင်းသီးဟင်းရွက်တွေကိုရောင်းချတယ်တဲ့ အဲ့ဒါဆိုရင်ဒီမှာလူတွေကကျမရေးရလဲကောင်းကောင်းလုပ်တယ်ဒီမှာအစာလဲကောင်းကောင်းစားရတယ်ဆိုလို့ရှိရင်ပိုလဲကျမ်းမာလာမယ်ပိုပြီးတော့လဲပျော်လာမယ်လို့အချက်လက်တွေကပြောနေတယ်ပေါ့နော်အဲ့ဒါဆိုဒီဘူဒာမျိုးကဘာထူးကြလဲဘာထူးကြလဲဆိုတော့ဘူဒာမျိုးမှာနီလန်မျိုးစုံနဲ့ကျမ်းမာစွာစားလို့ရတယ်ပထမနီလန်ကဘာလဲဆိုတော့ဒီမှာ farmers တွေကိုယ်တိုင်လာပြီးတော့ပတ်စင်ရောင်းချတယ်လက်ဆက်တဲ့အသီးတွေလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုသုံးဝယ်လို့ရတယ်နောက်တစ်ခု there are ရှိကြတယ် lots of အများကြီး healthy restaurant ကျန်းမာစေတဲ့စားတောက်ဆိုင်တွေအများကြီးရှိတယ် and food stores အဲစတိုးဆိုင်တွေလည်းအများကြီးရှိတယ် to choose from ရွေးချယ်ဖို့အတွက် to လည်းပဲအဲဒီတပတ်စင်လုတ်တဲ့အပတ်စင်လုတ်တဲ့ farmers market ကိုမသွားဘူးဆိုရင်တောင်မှသွားပြီးတော့စားမယ်ဆိုလို့ရှင်ဒါ fast food အသင်းရအစားအစာတွေပဲမဟုတ်ဘူးလက်ဆက်တဲ့ကျမရေးအတွက်ကောင်းတဲ့စားတောက်ဆိုင်တွေလည်းရှိတယ်ပြီးတော့စတိုးဆိုင်တွေလည်းရွေးချယ်စရာရှိတယ်လို့သူကပြောရတယ်ပေါ့ okay ဆက်သွားကြည့်ရအောင် people in border border မှာရှိတဲ့လူတွေသည် are also physically active အာခန္ဓာပေရအရ active ဖြစ်တယ်တက်ကြွတယ်ပေါ့ပြောချင်တာကလှုပ်လှုပ်ရှားရှားရှိကြတယ်တဲ့ဒီ border မှာရှိတဲ့လူတွေဟုတ်ပြီဘာကြောင့်လှုပ်လှုပ်ရှားရှားရှိရလဲဒီစာကြောင်းကိုသူကအောက်ကနေဆက်ရှင်းလိုက်မယ် there are walking and bike paths throughout the city ဒီမြို့အနက်မှာတဲ့လမ်းလျှောက်ဖို့လမ်းကြောင်းလေးတွေစပိန်စီးဖို့လမ်းကြောင်းလေးတွေလည်းလှုပ်ထားပေးတယ်တဲ့ဒါလည်းလှုပ်ထားပေးမှာကိုကလမ်းလျှောက်မယ်ဆိုလုံလုံချုံချုံအန်ဒီရဲ့ကင်ကင်လျှောက်နိုင်ပါစပိန်စီးမယ်ဆိုရင်ဘေးနားကအများတိုက်သွားမလားဆိုပြီးတော့အန်ဒီရဲ့ကင်ကင်လေးလျှောက်အော်စီးနိုင်မှာပေါ့နော် so ဒါကြောင့်မလို့ people can get around easily on foot on foot or by bike အာခြေထောက်နဲ့ပဲဖြစ်ဖြစ်လမ်းလျှောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်စပိန်နဲ့ပဲဖြစ်ဖြစ်လွယ်ကူစွာတသွားလာလာလုံနိုင်တယ်တဲ့ဒီလိုမျိုးလမ်းကြောင်းလေးတွေတီးတန့်လှုပ်ထားပေးတဲ့အတွက် The city is also surrounded by a lot of natural beauty อืมဒီမျိုးကြီးอ่ะတဲ့လုံးဝတဘာဝအလှတွေနဲ့လည်းဝင်းရံကျဉ်ခံထားရတယ်တဲ့ including the rocky mountains ဘာတွေလဲပါဝင်လဲဆိုရင်တဘာဝအလှထဲမှာ rocky တောင်နှင်းတွေလည်းပါတယ်တဲ့ဒီ rocky တောင်နှင်းတွေရှိတော့ဘာလုပ်လို့ရတော့ which are great for hiking, biking and skiing. อืมတောင်တက်တာတွေစပိန်တက်စီးတာတွေပြီးတော့ကြနှင်းရေးလွှာနှင်းစီးတာတွေပေါ့နော်စကီးလုပ်တာတွေအတွက်လည်းအရန်ကွက်တီပဲပြောဒီ Rocky Mountains တွေရှိတဲ့အတွက်ကြောင့် And the weather is really bad in border. ရာသီဥတုကလည်းတဲ့ is ဖြစ်တယ် really ရှာရှာပပမှပဲဆိုးရွားတယ်တဲ့ border မှာကရာသီဥတုကရှာရှာပပမှပဲဆိုးဆိုးဝါးဝါးဖြစ်တာအဲ့အတွက်ကြောင့်ရာသီဥတုကကောင်းနေတာပေါ့များတော့အဖြစ် So da da people can get spend a lot of time outside လူတွေကအပြင်မှာအချိန်သုံးနိုင်တယ်ပေါ့မဟုတ်ဘူးရာသီဥတုမကောင်းဘူးမိုးတွေအရန်ရွာတယ်နှင်းတွေအရန်ကြတယ်ဆိုရင်လူတွေကအိမ်တွင်းမှာပဲအောင်းအောင်းနေရမှာဒါမျိုးပေါ့နော် access to fresh air and sunshine can greatly improve people's health and happiness อืมလေကောင်းလေသန်ရနေတာရယ်ပြီးတော့ကြတော့နေနေရနေရောင်ကြည်ရတာရယ်ចောင်းမလို့တဲ့လူတွေရဲ့ចမ်းမာရေးနဲ့ပျော်ရွှင်မှုကိုပို့ပြီးတော့တိုးတက်လာစေတယ်တဲ့ဩโอเคဒါဆိုရင်လူတွေရဲ့လှုပ်ဆောင်မှုចောင်းတယ်မဟုတ်ဘူး तू อ่ะဒီနေရဒေတာအဖြစ်နဲ့កောင်းနေတာဗောဒီမျိုးလေးอ่ะအဲ့ဒါဆို number 1မှာဗာပြောသွားလဲ they are healthy သူတို့ចမ်းမာတဲ့အကြောင်းကိုရှင်းသွားတယ် လူတွေကကောင်းကောင်းစားပြီးတော့လေ့ကျင့်ခန်းပုံမှန်လုပ်တယ်ဆိုရင်ကျန်းမာရေးလည်းတိုးတက်ပြီးတော့ပို့ပြီးတော့လည်းပြောလာနိုင်မယ်လို့လီလာချက်တရားပြပါတယ်။ဘူတာမျိုးမှာဆိုရင်အစားအသောက်ကိုကျန်းမာစွာစားနိုင်ဖို့နီးလန်းနေအများကြီးရှိပါတယ်။အပတ်စဉ်တိုင်းမှာ farmers market ကနေပြီးတော့လက်ဆက်တဲ့အသီးနှံတွေအသီးရွက်တွေရောင်းချတယ်။ပြီးတော့ကြတော့ကိုရွေးချယ်စရာပေါ့နော်။ကျန်းမာရေးအတွက်ညီညွတ်တဲ့စားတောက်ဆိုင်တွေ စတိုးဆိုင်တွေလည်းအများကြီးရှိတယ်။ပြီးတော့ကြတော့ဘိုဒါမြို့မှာရှိတဲ့လူတွေကခဏကိုအရလုံးဝ active ဖြစ်တယ်လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနေကြတယ်။ဘာလို့အဲ့လိုမျိုးဖြစ်တာလဲမြို့အနှံ့မှာသူကလမ်းလျှောက်ဖို့လမ်းကြောင်းလေးတွေတီးသန့်စပိန်စီးဖို့လမ်းကြောင်းလေးတွေတီးသန့်လှုပ်ထားပေးတယ်ဒါကြောင့်လူတွေကအေးအေးဆေးဆေးလွလွယ်ကူကူနဲ့လမ်းပဲလျှောက်လျှောက်စပိန်နဲ့ပဲဖြစ်ဖြစ်ဟိုနာဒီနာအေးဆေးစွာသွားနိုင်တယ်ပြီးတော့မြို့ကြီးကလည်းတဘာဝအလှတွေနဲ့ ဝင်းရံခြင်းခံထားရတယ်။ဥပမာပြောရရင် Brocky တောင်တန်းတွေရှိတဲ့အတွက်ကြောင့်အဲ့ဒီမှာတောင်တက်တာတွေ၊စပိန်တက်စီးတာတွေ၊နှင်းစီးတာတွေ၊ skiing လုပ်တာတွေလုပ်လို့ရတယ်။ရာသီဥတုကလည်းတခါတလေကျမှပဲလုံးဝရှာရှာပပကျမှပဲဆိုးရွားတာဖြစ်တဲ့အတွက်လူတွေကအပြင်ဘက်မှာနေလို့ရတယ်။အချိန်သုံးလို့ရတယ်။ဒီလိုမျိုးလက်ဆက်တဲ့အလီတွေရရှိတဲ့နေရောင်ခြည်ရရှိတဲ့အတွက်ကြောင့်သူတို့ကျမ်းမာရေးတွေလည်းတိုးတက်လာပြီးတော့ပို့ပြီးတော့လည်းပျော်လာကြတယ်။อืม Okay, ji yang ra so bian no. Da le yo me. They are healthy. When people eat well and exercise regularly, their health improves and their happiness increases, studies show. In Boulder, there are many ways to eat healthily. The city has weekly farmers markets which sell fresh fruit and vegetables. There are lots of healthy restaurants and food stalls to choose from, too. People in Boulder are also physically active. They are walking and bike paths throughout the city, so people can get around easily on foot or by bike. The city is also surrounded by a lot of natural beauty, including the Rocky Mountains, which are great for hiking, biking, and skiing. And the weather is rarely bad in Boulder, so people can spend a lot of time outside. access to fresh air and sunshine can greatly improve people's health and happiness okay ဆက်သွားကြည့်ရအောင်နံပါတ်1ကကြတော့သူတို့ကကျန်းမာရေးကောင်းလို့ပြောကြတယ်ပေါ့နံပါတ်2အချက်ဘာလို့ပြောတာလဲ they live in a small friendly community သူတို့ကဘယ်လိုမျိုးလူမှုအတိုင်းဝိုင်းလေးမှာနေလဲဆိုရင်သေးငယ်ပြီးတော့တယောက်နဲ့တယောက်ဖော်ရွေတဲ့လူမှုအတိုင်းဝိုင်းလေးမှာနေတယ်တဲ့ဒါကြောင့်သူတို့ပြောကြတာလေဒုတိယအကြောင်းပြချက်သည် the city of border has about 107,000 people. Mm. ဒီဘိုရာမြို့မှာတဲ့လူဦးရေဘယ်လောက်ရှိလဲဆိုတော့လူတသိန်းနဲ့မှ9,000ရှိတယ်တဲ့ Many residents know each other. အာနေထိုင်တဲ့လူတွေကတယောက်ကိုတယောက်သိကြတယ် and they socialize regularly. တယောက်နဲ့တယောက်ဆက်ဆံပြောဆိုကြတယ်ပုံမှန်အားဖြင့်ပေါ့နော်ဒီတိုင်းကြီးမသိကြအောင်ဆောင်မလီကြဘူးတဲ့ socialize လုပ်တယ်ဆိုတော့တယောက်နဲ့တယောက်ဆက်ဆံတယ်အာဆက်သွယ်ဖြစ်အောင်နေတာပေါ့နော်ဆက်သွားကြည့်အောင် People in shops and cafes often greet you in a friendly way too. ဆိုင်နေတဲ့ coffee ဆိုင်တွေကလူတွေကလည်းဝန်ဆောင်မှုပေးတဲ့လူတွေကလည်းဒါဒီကိုကိုပေါ့နော်ဖော်ဖော်ရွေရွေနဲ့နှုတ်ဆက်လေးရှိကြတယ်ပေါ့ဒီတိုင်းဝန်ဆောင်မှုပေးတဲ့ဘုတ်ဘတ်အဲ့လိုမျိုးမဟုတ်ဘူးတဲ့ Also နောက်ထပ်ဘာရှိသေးလဲဆိုတော့ there is hardly any crime in Boulder so people can walk the streets safely day and night อืมဒီကတော့အကြိုက်ဆုံးအချက်ပဲပေါ့နော် crime crime ဆိုတာကဒူးစရိုက်မှုတွေပေါ့ဒီ boulder မြို့မှာဒူးစရိုက်မှုရယ်လို့တိတ်ပြီးတော့မရှိဘူးရှရှပပမှာပဲရှိတယ် hardly လုံးဝရှရှပပမှာပဲရှိတယ်ဒါကြောင့်လူတွေကလမ်းနေမှာပေါ့နော်နေပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်လုံလုံခြုံခြုံလမ်းလျှောက်နိုင်တယ်တဲ့နော်ဒါတကယ်အရေးကြီးတဲ့အချက်ပဲပေါ့ဒါမြန်မာတွေဆိုရင် ကိုတွေးနဲ့ကိုတိထားပြီးသားပေါ့ဒီအကြောင်းအရာတွေอืม အဲ့ဒါဆိုနံပါတ်1အချက်လေးကိုကြည့်ကြည့်လိုက်ရအောင်။ဘာလို့ဘိုဒါမျိုးကလူတွေကပြောတာလဲ။နံပါတ်1ကသူတို့ကျမ်းပါလို့နံပါတ်2ကကြတော့သေးငယ်ပြီးတော့တယောက်နဲ့တယောက်ဖော်ရွေတဲ့လူမှုအတိုင်းဝိုင်းလေးမှာနေတဲ့အတွက်ကြောင့်တဲ့။အဲဘိုဒါမျိုးရဲ့လူဦးရေကတဲ့လူဦးရေ3,000ရှိတယ်။ အဲဒီမှာနေတဲ့လူတွေကတယောက်ကိုတယောက်တိကြတယ်ပြီးတော့အဆက်အသွယ်လည်းမပြတ်ကြဘူးတဲ့။စိုင်းနေဟွာတွေမှာတွေ့ကြတယ်ပေါ့နော်။စိုင်းနေကော်ဖီဆိုင်မှာရှိတဲ့လူတွေကလည်းဖော်ဖော်ရွရွဆက်ဆံကြတယ်။နောက်ပြီးတော့ကြတော့ဘိုးဒါမှာဒူးစရိုက်မှုရယ်လို့ရှာရှာပပပဲရှိတယ်။ဒါကြောင့်လူတွေကနေပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်လမ်းတွေမှာလုံလုံခြုံခြုံသွားလာနိုင်တယ်တဲ့။ Okay ဖတ်ကြည့်ရအောင်။ Number 2 They live in a small friendly community. The city of Boulder has about 4000 A 107,000 people. Many residents know each other and they socialize regularly. People in shops and cafes often greet you in a friendly way too. Also, there is hardly any crime in border, so people can walk the streets safely day and night. Hmm. Okay, set number three. they can live comfortably ဘာလို့သူတို့ပြောတာလဲတတိယအချက်သူတို့နေထိုင်နိုင်တယ် comfortably တတောင့်တတာရှိစွာနေနိုင်တယ်ဘောနော်တတောင့်တတာဖြစ်ဖြစ်နေနိုင်တယ်အရန်ကြီးပြင်ပမှန်မှန်ခက်ခက်ခဲခဲကြီးဖြစ်မနေဘူးတဲ့အရာရာက okay ဘာကြောင့်အကြောင်းကိုပြောချင်တာလဲကြည့်ရအောင် in border Many jobs pay well. ပေါ်တာမျိုးမှာဆိုအလုပ်တော်တော်များများက pay well ဆိုတော့ကောင်းမွန်စွာပတ်စံပေးတယ်ဆိုတာဒီလာစာကောင်းတယ်လို့ပြောတာပေါ့နော်။ဝင်ငွေကောင်းကြတယ်။အလုပ်တွေကကောင်းကောင်းမွန်မွန်လာစာပေးတယ်။မဖြစ်ညစ်တဲ့ပေးတာမျိုးမဟုတ်ဘူးပေါ့။တချို့နိုင်ငံတွေမှာလိုမျိုးပေါ့နော်။ Okay. People work hard. လူတွေကတကယ်အလုပ်ကိုစူးစမ်းကြတယ်။ But occasionally တခါတရံရန်ဖန်ရန်ခါမှာတော့ they can take vacations and relax အာ vacations တွေယူပြီးတော့အားလည်းရခရီးတွေလည်ပြီးတော့အနားယူနိုင်ကြတယ်တဲ့ This is good for their health and happiness. ဒါကသူတို့ရဲ့ကျန်းမာရေးအတွက်ကောပျော်ရွှင်မှုအတွက်ကောကောင်းပါတယ်။ Okay, good. အဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာသူကတူတူလေးနဲ့ဗာပြောသွားလဲဆိုတော့သူတို့တက်တောင့်တတနေနိုင်ကြတယ်။ဘိုးဒါမှာဆိုရင် လာစာတွေကအလုတ်အလုတ်တွေကလာစာကောင်းကောင်းပေးကြတယ်။လူတွေကအလုတ်သေးချာလုပ်ကြတယ်။ဒါပေမဲ့ရန်ဖန်ရန်ခါမှာသူတို့အားလက်ရက်ခီးကြီးတွေယူပြီးတော့အနားယူနိုင်တယ်။ဒါကကျန်းမာရေးအတွက်ကောပျော်ရွှင်မှုအတွက်ကောအထောက်ပံ့ပေးတယ်။အဲ့ဒါဆိုကြည့်ကြရအောင်။ Number 3 they can live comfortably. In Boulder, many jobs pay well. People work hard, but occasionally they can take vacations and relax. This is good for their health and happiness. Okay, good. အဲ့ဒါဆိုလို့ရှိရင်အကြောင်းပြချက်၃ခုပြီးသွားပြီပေါ့နော်။သူတို့တန်းမာတယ်။နောက်တစ်ခုကကြတော့သူတို့ရဲ့လူမှုဖွဲ့စည်းလေးကသေးငယ်ပြီးတော့ဖော်ရွေတယ်။နံပါတ်၃အချက်ကကြတော့တတောင်းတတာနေနိုင်လောက်အောင်လားဆောင်ဝင်ငွေတွေအဆင်ပြေကြတယ်။ Okay, နောက်ဆုံးအပိတ်ကလေးကိုသူဘယ်လိုပိတ်သွားမလဲကြည့်ရအောင်။ things are changing fast though အဲဒါပေမဲ့လေတဲ့အရာကိစ္စတွေကတဲ့ပြင်းပြန်စွာပြောင်းလဲနေတယ်တဲ့ဒါပေါ့ဘယ်အရာမှဒီတိုင်းကြီးတည်မြဲမနေဘူးပေါ့နော် Until recently, people could live very cheaply in Boulder. Hmm. သိမကြသေးမီအချိလူတွေကပေါ့နော်အာ cheaply ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ပေါ်ပေါ်ပဲပဲနဲ့နေနိုင်နေပေါ့တက်တောင်တက်တာငွေအရန်300မလို့ဥပမာစရိတ်စကားတွေအရန်မထောင်သေးဘူးပေါ့ Boulder မြို့မှာ but today ဒါပေမဲ့ကနေ့ခင်မှာတော့ more big companies are moving into the area and the cost of living housing food and education has increased dramatically okay ဘာပြောလဲဆိုတော့ကနေ့ခင်မှာတော့တဲ့နောက်ထပ်နောက်ထပ်တော့ဒီကြီးမားတဲ့ကုမ္ပဏီတွေကဒီဘူရာမျိုးနားလေးကိုဝင်ရောက်လာတယ်အဲ့လိုဝင်ရောက်လာတာ ਨੇ တပြိုင်နဲ့နေထိုင်စရိတ်တွေပေါ့နော်လူနေမှုစရိတ်တွေဘာတွေလဲဆိုတော့အိမ်ငါးခါတွေအစားအသောက်ဖိုးတွေပညာရေး မပေးရတဲ့အကြောင်းလာခရတယ်ဒါတွေကလည်းတဲ့လုံးဝ dramatically ကိုတိုးတက်သွားတာတဲ့များသွားတာတဲ့ dramatically ဆိုတော့အများကြီးလို့ပြောတာရှင့်အများကြီးကိုတက်သွားတယ်ဒါပေါ့တခြားနေရာကလူတွေကလာတဲ့အချိန်မှာ big companies တွေလာတဲ့အချိန်မှာဒီလူတွေကငွေ3နိုင်အားပိုများတယ်ငွေ3နိုင်အားပိုများတော့သူတို့ဘာဖြစ်မလဲဆိုရင်အာဒီလိုလူတွေပို့ပြီးတော့အခန်းတွေငားကျင်ပဲပတ်စံတွေပို့ပြီးတော့မြင့်တက်လာမယ်ပေါ့အစစစရိတ်တွေသည် the result အဲ့ဒီကနေပြီးတော့ထွက်လာတဲ့ဟိုဟာ result အနေနဲ့တဲ့နော် almost half of borders residents feel stressed more frequently now อืมဒီရဲ့ရလက်အနေနဲ့ဘာဖြစ်လာလဲဆိုတော့တဲ့ဒီ border မှာနေတဲ့လူတွေရဲ့တဝက်နီးပါးလောက်ကတဲ့ပိုပိုပြီးတော့စိတ်ဖိစီးမှုတွေပိုပိုပြီးတော့ဖြစ်လာနေတယ်တဲ့โอเคဒါဆိုရင်ကြာရင်ဒီနေရာလေးဒီ happier city ဖြစ်ချင်မှာဖြစ်တော့မယ်ပေါ့ဒီလူတွေထပ်ပြီးတော့ဖြစ်လာနေโอเคအဲ့ဒါဆိုဒီမှာဘာပြောသွားလဲဟုတ်ပါတယ်ဒီအကြောင်းပြချက်၃ခုနဲ့ border မျိုးက မိုရာမျိုးကဒါ United States မှာအပျော်ဆုံးမျိုးတော့ဟုတ်ပါတယ်ဒါပေမဲ့အကြောင်းအရာတွေကညှင်းမြန်စွာပြောင်းလဲနေတယ်မကြသေးမီအထီတော့လူတွေကတက်တောင့်တက်တာပေါ့ပေါ့ပပါနဲ့နေနိုင်နေဘိုးဒါမှာပေါ့နော်ဒါပေမဲ့ဂနေခစ်မှာတဲ့ကုမ္ပဏီအကြီးကြီးတွေကဒီဘိုးဒါနားလေးကိုရွှေ့ပြောင်းလာတဲ့အတွက် နေထိုင်မှုစရိတ်တွေကလုံးဝကြီးကြီးမားမားကို တိုးတိုးလာတယ်များလာတယ်အဲ့ဒီရဲ့ရလက်အနေနဲ့ဒီဘိုးဒါစ်မှာနေတဲ့ နေထိုင်သူတွေရဲ့တဝက်လောက်နှီးပါးကစိတ်ဖိစီးမှုတွေကိုပို့ပြီးတော့ကြုံလာနေရတယ်ပေါ့။ Hmm. Things are changing fast though. Until recently, people could live very cheaply in Boulder. But today, many more big companies are moving into the area, and the cost of living, housing, food, and education has increased dramatically. As a result, almost half of Boulder's residents feel stressed more frequently now. Okay. အဲ့ဒါဆိုရင်ဒီမှာဗာပြောသွားလဲအချင်းချုပ်လေးပြန်ကြည့်ကြည့်ရအောင်ပေါ့နော်။ This is a very good content. ဒါလေးကတော်တော်ကောင်းတယ်။ United States မှာရှိတဲ့အပျော်ဆုံးမြို့အာမကြသေးမီကလေးလာသုံးသက်ချက်တရားဗာပြောလဲဆိုတော့ United States မှာအပျော်ဆုံးမြို့က Boulder Colorado ပါတဲ့ဒီကလူတွေကဗာကြောင့်ပျော်ကြတာလေအကြောင်းပြချက်၃ခုရှိပါတယ် Number 1သူတို့က ကျမ်းမာရေးကောင်းတဲ့အတွက်ကြောင့်လူတွေကကောင်းကောင်းစားပြီးတော့လေ့ကျင့်ခန်းပုံမှန်လုပ်ရင်ကျန်းမာရေးလည်းတိုးတက်တဲ့အပြင်ပိုလည်းပျော်လာနိုင်တယ်လို့လိလာသုံးသက်ချက်တရားပြောပါတယ်။ဒီဘိုဒါမှာဆိုရင်ကြကြမမာစားနိုင်မှုနီးလန်းနေအများကြီးရှိတယ်။ပတ်စင် farmers market တွေမှာသူတို့ကလက်ဆက်တဲ့အသီးနှံတွေအသီးရွက်တွေရောင်းနေပြီးတော့ကြတော့အစားအသောက်ကိုမှကြမ်းကြမ်းမမလှုပ်ရောင်းတဲ့ဟာမျိုးတွေစားတောက်ဆိုင်တွေရယ်ပြီးတော့ကြတော့အဲစားတောက် ကုံစုံစတိုးတွေလည်းရွေးချယ်စရာအများကြီးရှိတယ်။ဒီဘိုရမြို့မှာရှိတဲ့လူတွေကနောက်ထပ်ဘာလဲဖြစ်သေးလဲဆိုတော့တက်တက်ကြွကြွလှုပ်လှုပ်ရှားရှားလည်းရှိတယ်။မြို့တနံလုံးမှာတဲ့သူတို့ကလမ်းလျှောက်ဖို့လမ်းလေးတွေတီးသန့်စပိန်သွားဖို့လမ်းလေးတွေတီးသန့်လှုပ်ထားတဲ့အတွက်ကြောင့်လူတွေကလမ်းမဲလျှောက်လျှောက်စပိန်မဲသွားသွားအေးအေးဆေးဆေးနဲ့ဟိုနာဒီနာသွားနိုင်နေ ဒီမြို့လေးမှာတဘာဝအလှတွေကလည်းဝင်းရံထားတယ်ဥပမာပြောရရင် Rocky Mountains တွေ Rocky တောင်တန်းတွေရှိတဲ့အတွက်အဲ့ဒီမှာတောင်မဲတက်တက်စပိန်မဲစီစီနှင်းလျှော့ပဲစီစီလှုပ်လို့ရတယ်ရာသီဥတုကလည်းတကြနေမှတစ်ခါဆိုးရွားတာဖြစ်တဲ့အတွက်ရာသီဥတုကအမြဲတမ်းဒီပါကောင်းနေတော့လူတွေကအပြစ်မှအချိန်သုံးလို့ရတယ်အပြင်မှာအချိန်သုံးလို့ရတယ်တဲ့ဟုတ်ပြီလက်ဆက်တဲ့လေတွေပြီးတော့ကြတော့နေအောင်ကြီးတွေရနေတော့ဒီလူတွေကပို့ပြီးတော့ပျော်တယ်ပို့ပြီးတော့ကျမကြီးကောင်းတယ်ပေါ့ နံပါတ်2ကကြတော့သူတို့နေထိုင်တဲ့လူမှုအတိုင်းဝိုင်းလေးကသေးငယ်ပြီးတော့တယောက်နဲ့တယောက်ရင်းနှီးဖော်ရွေးတဲ့အတိုင်းဝိုင်းလေးဖြစ်တယ်။ဒါလည်းလိုအပ်ကြပဲပေါ့နော်။အင်း မိုရာမျိုးလေးကလူဦးရေတသိန်းနဲ့မှခုနှစ်ထောင်ရှိတယ်ဒီမှာနေတဲ့လူတွေကအချင်းချင်းတိကြတယ်ပြီးတော့တယောက်နဲ့တယောက်အဆက်အသွယ်မပြတ်ကြဘူးတဲ့နော်ဆိုင်နေကော်ဖီဆိုင်နေမှာတွေ့တဲ့လူတွေကလည်းဖော်ဖော်ရွရွဆက်ဆံကြရတယ်နောက်ပြီးအရေးကြီးတဲ့အချက်ကတော့ဘိုရာမှာဒူးစရိုက်မှုရေလို့မရှိဘူးဒါကြောင့်မလို့လူတွေက နေ့ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်လမ်းတွေကိုလုံလုံချုံချုံအနည်းငယ်ကင်းကင်းရှောက်နိုင်တယ် နံပါတ်3ကကြာသူတို့တက်တောင့်တတာနေနိုင်တယ်အဲ့ဒါဘာလဲဆိုတော့ဒီဘိုဒါမှာဆိုရင်အလုတ်တွေကလစာကောင်းကောင်းပေးတယ်အဲ့ဒါကြောင့်လူတွေကအလုတ်လဲစူးစားတယ်တခါတလေရန်ဖန်ရန်ခါမှာလည်းအားလည်းရခီးတွေသွားပြီးတော့တက်တောင့်တတာဖြစ်အောင်နေနိုင်တယ်ဒါကြောင့်မလို့ကျမ်းမာရေးရောပျော်ရွှင်မှုရောတိုးတက်စေတယ်အဲဒီလိုတွေပေမဲ့လည်းအကြောင်းအရာအချက်လက်တွေဒီလျင်မြန်စွာပြောင်းလဲနေတယ်မကြသေးမီအထိဇရိတ်စကားတက်တက်တတာနဲ့ဘိုဒါမှာနေနိုင်ပေမဲ့ဂနေခစ်မှာကုမ္ပဏီအကြီးတွေကဒီနားလေးကိုပြောင်းလာတဲ့အတွက်နေထိုင်ကုန်ကြစည် ိတ်တွေကလုံးဝကြီးကြီးမားမားကြီးကိုတိုးများလာတယ်။အဲ့ဒီရဲ့ result အနေနဲ့အဲ့ဒီရဲ့ရလက်အနေနဲ့ဘာဖြစ်လာလဲဆိုတော့ဘိုဒါမှာနေတဲ့နေထိုင်သူတွေရဲ့တဝက်လောက်ကပို့ပို့ပြီးတော့စိတ်ဖိစီးမှုတွေခံစားလာနေရပြီတဲ့။အဲ့ဒါဆိုရင် advert flay တွေကိုကြည့်ကြည့်ရအောင်။ adverb ပထမ adverb လေးဒီတဲ့ဒီမှာ eat well ကောင်းမွန်စွာ စားရတယ်စားရတယ်ဘလို့စားလဲကောင်းမွန်စွာ well ဆိုတာဒီ adverb လေ့ကျင့်ခန်းလုပ်တယ်ဘလို့လုပ်တာတော့ပုံမှန်လုပ်တာ regularly လေးဒီ adverb စားရတယ်ဘလို့စားတာတော့တင်းတင်းမာမာစားရတယ် healthily ဒါဆိုရင် adverb ဖြစ်ကြတယ်ဘာဖြစ်တာတော့ physically active ဖြစ်တယ်ခန္ဓာဗေဒအရာသူတို့ဒီတက်တက်ကြွကြွလှုပ်လှုပ်ရှားရှားရှိတယ် physically နောက်တစ်ခု socialize လုပ်ကြတယ်တယောက်နဲ့တယောက်ဆက်သွယ်ပြောဆိုကြတယ်ဘလို့ socialize လုပ်တာတော့ regularly ပုံမှန်လုပ်တယ် regularly လေးဒီ adverb နောက်တစ်ခု greet ဆက်ဆံတယ်နှုတ်ဆက်တယ်ဘလို့နှုတ်ဆက်တာတော့ in a friendly way ခေါ်ရွေတဲ့နီလန်အားဖြင့်နှုတ်ဆက်တယ်ဒီနေရာမှာဆိုရင် in a friendly way လေးသည်ဒါသည် adverb လေးဖြစ်ပါတယ်နောက်တစ်ခုဒီမှာ safely လမ်းလျှောက်နိုင်တယ်ဘလို့လျှောက်နိုင်တာတော့ safely လုံခြုံအန္တရာယ်ကင်းစွာလျှောက်နိုင်တယ် adverb နေထိုင်တယ်ဘလို့နေထိုင်နိုင်တာတော့ comfortably တတောင်းတတာဖြစ်စွာ နေထိုင်နိုင်တယ် comfortably လေးသည် adverb ဖေးလာစာပေးတယ်ပတ်စံပေးတယ်ဘလို့ပေးတာတော့ well ကောင်းမွန်စွာပေးတယ် worldly the adverb အလုတ်လုတ်တယ်ဘလို့လုတ်တာတော့ hot ခက်ခက်ခဲခဲကြိုးကြိုးဆဆလုတ်တာ hot ဒါလေး the adverb နောက်တစ်ခုသူတို့ vacations တွေယူတယ်ဘလို့အချိန်ရေယူတာတော့ occasionally occasionally ယူတယ်ဆိုတော့ရံဖန်ရံခါ vacations တွေယူပြီးတော့သွားလဲကြတယ်ပေါ့နော်ပြောင်းလဲနေတယ်ဘလို့ပြောင်းလဲနေရတော့မြင်မြန်စွာပြောင်းလဲနေတယ် fast ဒါ the adverb နောက်တစ်ခု very cheaply နေထိုင်နိုင်တယ်လုံးဝအဲဇယိစက်ကတတ်တတ်တာစွာနေထိုင်နိုင်တယ် very cheaply လေးဒီ adverb တိုးတက်လာနေတယ်တိုးများလာနေတယ်ဘလို့တိုးများလာနေရတော့ dramatically လုံးဝကြီးမားစွာတိုးများလာနေတယ် ိတ်ဖိစီးမှုကိုခံစားလာနေရတယ်ဘလို့ခံစားလာနေရတာတော့ frequently ပို့ပြီးတော့မကြခဏခံစားလာနေရတယ် adverb ဆိုတာဒီဘလို့ action တစ်ခုကိုဘလို့လုပ်တာတော့ဘယ်အချိန်လုပ်တာတော့အချိန်ရေဘလောက်နဲ့လုပ်တာတော့ဘယ်မှာလဲဘယ်တော့မှလုပ်တာလဲဒါကိုလာပြောသမျှစကားလုံးတွေအားလုံးဒီ adverb ဖြစ်ပါတယ် okay thank you very much please subscribe my channel